တိန်အစိုးရဟာ Blaze Matterwelly ကို M16 လို့လူသိများတဲ့ပြည်ပထောင်လန်းရေးအဖွဲ့ရဲ့ပထမဆုံးသောအမျိုးသမီးအကြီးအကဲဖြစ်ခန့်လိုက်ပါတယ်။ Matterwelly ဟာ1906ခုနှစ်မှာတည်ထောင်ခဲ့တဲ့ M16 လျှို့ဝှက်ထောင်လန်းရေးအဖွဲ့ရဲ့၁၈ဦးမြောက်အကြီးအကဲဖြစ်လာမယ်လို့ Britain အစိုးရက တနင်္ဂနွေနေ့မှာကြေညာခဲ့ပါတယ်။ Matterwelly ဟာစောင်းရာသီမှာ M16 လျှို့ဝှက်ထောင်လန်းရေးအဖွဲ့ရဲ့အကြီးအကဲဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ အသက်48နှစ်အရွယ်ရှိမတ်ထယ်ဝီလီဟာ1998ခုနှစ်မှာ M16 ဖွဲ့ကိုဝင်ရောက်ခဲ့ပြီးအချိန်အများစုကိုတော့အရှေ့လေပိုင်းနဲ့ဥရောပတိုက်ရှိစစ်စင်ရေးအခန်းကဏ္ဍတွေမှာတာဝန်ယူခဲ့ပါတယ်။ M16 ဖွဲ့ကိုဦးဆောင်ရမှာဖြစ်လို့ဂုံယူကြောင်းမတ်ထယ်ဝီလီကပြောပါတယ်။ထောက်လန်းရေးဖွဲ့တွေရဲ့အလုပ်တွေအရေးပါလာခဲ့ချိန်မှာတမိုင်းဝင်ယာရုခန့်မှုပြုလုပ်ခဲ့တာလို့ဗြိတိန်ဝန်ကြီးချုပ်ကီယာစတန်မာကပြောပါတယ်။ မချန်ဝလီကအတိုင်းပြည်ကိုကာကွယ်ဖို့နဲ့ပြည်သူတွေဘေးကင်းလုံခြုံဖို့လိုအပ်တဲ့အကောင်းမွန်ဆုံးခေါင်းဆောင်မှုပေးနိုင်လိမ့်မယ်ဆိုတာသူသိတယ်လို့စတန်မာကဆိုပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုကဂျိမ်းစ်ဘွန်ရုပ်ရှင်ကားမှာတရုတ်ဆောင်မင်းသမီးတူက M16 အဖွဲ့ရဲ့အကြီးအကဲဖြစ်ပါဝင်ခဲ့ပြီးနောက်မထရဝလီကိုအခုရာထူးမှခံလိုက်တာပါ။ အီရန်နိုင်ငံအလဲပိုင်းရှိဖရိုဒေါစခန်းဟာတေချာပေါက်ပြင်းထန်ဖြစ်လာမယ်လို့အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးကက်စ်က အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်အစ္စရေးတပ်ဖွဲ့ဟာနက်တန်နက်ကြီးနျူကလ িয়ার အဆောင်တစ်ခုအပါအဝင် အခြားနယ်မြေတွေကို တိုက်ခိုက်ခဲ့ပြီးဖြစ်ပေမဲ့ဖရိုဒေါစခန်းဟာအလွန်နက်တဲ့မြေအောက်မှာတည်ရှိပါတယ်။အစ္စရေးနိုင်ငံမှာအောင်မြင်တဲ့တိုက်ခိုက်မှုလုံဆောင်ရမှာလိုအပ်တဲ့ဘန်ဂါခွင်းဘုံတွေမရှိတာကြောင့် အမေရိကန်နိုင်ငံကထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။အစ္စရေးတပ်မှုတွေကထိတ်တန့်အီရန်စစ်ဘက်ခေါင်းဆောင်တွေအဆောက်အုံတွေနဲ့နျူကလ িয়ার နယ်မြေတွေကိုတိုက်ခိုက်ခဲ့ပါတယ်။သတင်းပတ်တစ်ခုနှစ်ခုအတွင်းအစ္စရေးစစ်တပ်ရဲ့ရီမန်းချက်ပြီးစီးနိုင်တယ်လို့ဒေသန္တရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အီရန်နိုင်ငံကလည်းဒုံးကျည်တွေနဲ့လက်တုံးပြန်တိုက်ခိုက်ခဲ့ရာအစ္စရေးနိုင်ငံလေပိုင်းမှာလူ9ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေမပြီးဆုံးသေးဘူးလို့အီရန်ကာကွယ်ရေးဦးစီးချုပ်အဒိုရာဟင်မော်ဆာဗီက ပြောပါရယ်အခုချိန်ထိလုံဆောင်ငဲသမျှစစ်စင်ရေးတွေဟာသတိပေးချက်တွေသာဖြစ်ပါရယ်အပြည့်ပေးတဲ့စစ်စင်ရေးတွေကိုမကြမီလုံဆောင်သွားပါမယ်လို့၎င်းကဆိုပါရယ်အီရန်ရဲ့အစ္စရေးပေါ်နောက်ထပ်တိုက်ခိုက်မှုတွေစတင်ခဲ့ပြီလို့နိုင်ငံပိုင်တက်စနင်သတင်းဌာနကဖော်ပြခဲ့ပါရယ်